ဆိုတာအဲ့တော့ခုနတုန်းကရှေ့မှာပြောခဲ့တယ်ကဘာဦးချမ်းအခန်းကြီး1မှာလူယောက်ျားနဲ့လူမိန်းမသည်အဖက်ငါ့ကိုရောက်တဲ့အခါခရစ်တော်နဲ့အသင်းတော်အဲ့ဒါကဟိုးဗျာဒိတ်အဆုံးထိသွားမယ်ဗျာဒိတ်အဆုံးမှာအာသရူသားနဲ့သရူသမီးဆိုပြီးတော့မှဒီခရစ်တော်နဲ့အသင်းတော်ပေါင်းဖက်တဲ့ပွဲတိုးတငယ်မင်္ဂလာဆောင်ပွဲဆိုတာဗျာဒိတ်ချမ်းအဆုံးထိသွားမယ်ပြီးရင်ဟိုဘက်မှာကျွန်တော်တို့က ကောင်းကင်သစ်မြေကြီးသစ်ထာဝရကာလအထိဝင်စားရမယ်ယုံကြည်သူတွေဖြစ်တယ်ဟာလေလုယာအဲ့တော့ခရစ်တော်ကအသင်းတော်ရဲ့ဥကောင်းနော်ခရစ်တော်အသင်းတော်ရဲ့ဗာလေဥကောင်းကျွန်တော်တို့ကသူ့ရဲ့ကိုခန္ဓာကိုခန္ဓာစိတ်ပိုင်း ဲ့တော့ဒီကိုအင်္ကာတွေကိုခန္ဓာတွေအတွေ့နော်ညွန်ချားချက်ကအမြဲတမ်းဥကောင်းကနေပဲလာတယ်ဥကောင်းကနေလာတယ်ဟုတ်လားနော်အဲ့တော့ကိုခန္ဓာချင်းချင်းလက်ကလက်ချင်းညွန်ချားတယ်ခိုင်းနေဆိုတာရှိလားမရှိညာဘက်လက်ကဘာလို့ရမလဲဆိုတာလေဥကောင်းကပဲခိုင်းတယ်ဘယ်ဘက်လက်ကဘာလို့ရမလဲဆိုတာလေဘသူကပဲခိုင်းလဲ ဥကောင်းကခိုင်းတယ်တခါတလေညာဘက်လက်ကလုံနေတယ်ဥကောင်းကခိုင်းနေတိုင်းညာဘက်လက်ကလုံနေတာ ਨੇ ဥကောင်းကခိုင်းနေတိုင်းဘယ်ဘက်လက်ကလုံနေတာတူချင်မတူလိမ့်မယ်မတူဘူးမတူဘူးဒါပေမဲ့အဲ့လိုမတူတဲ့အတွက်ရန်ဖြစ်เสียအကြောင်းမရှိဘူးဇွန်ခင်းရင်နဲ့ထမင်းစားဘူးတယ်ဟုတ်ဇွန်ကဘာလုပ်လဲခတ်ခင်းရင်ကထိမ့်ပေးတယ် 然后酷酷咱偷钱，开眼巴路嘞，偷嘞，肯定嘞，他打种偷没啊，他们打快递又偷没，好啦，喏，说昨晚你把他看门，说今都是你要漏赌啦，他说昨天开眼眼皮了，我屁股，今他六百屁股你了，哈哈哈，六百，啊，然后酷看他说了乌江也乌苏木奥嘛，哎，乌苏木奥嘞？ အဲ့တော့မနေ့ကကျွန်တော်တို့ဖတ်ခဲ့တဲ့အေဖက်45မှာဥကောင်းတီးဟူသောခရစ်တော်၌ဟောမေတ္တာစိတ်နဲ့အရာရာတို့၌ကြီးပွားကြမည်အကြောင်းတီးဒီလိုပြောတယ်ဥကောင်းရဲ့အုပ်စိုးမှုအောက်မှာဥကောင်းအုပ်စိုးမှုနော်အဲ့တော့တခါတလေကျွန်တော်တို့ကိုရင်ကအစိတ်ပိုင်းနေမှာနာသွားတယ်ဒဏ်ရာရသွားတယ်အနာဖြစ်တယ်ကိုရင်ကစိတ်ပိုင်းနေမှာရှိလား ရှိလားရှိတယ်ရှိတယ်ဟုတ်ဆိုတော့တလောကအိမ်မနေင်းနဲ့အိမ်မနေင်းနဲ့အဲ့ဒါကျွန်တော်ခြေတော့ကမမျော်လင့်မဲနဲ့အချွန်တစ်ခုနဲ့ထိမိတာအဲ့တောက်မှာအချွန်လေးရှိနေတာကျွန်တော်ကလည်းအဲ့အမိုက်ကလေးကိုတွေးလို့လက်နဲ့မကင်ညင်လို့ဆိုပြီးတော့ခြေတော့နဲ့အဲ့လိုညှက်ပြီးတော့ကောက်လိုက်တဲ့အခါအဲ့ဒီအချွန်ကကျောခြေမကိုထိုးမိဟုတ်မိဆိုတော့ နေပူပြီးတော့သွေးဆူနေတဲ့အချိန်လေးဖြစ်တော့ဖတ်ဆူကွဲသွားပြီးတော့သွေးတွေဖရောဆိုကြောက်ထွက်လာ။အဲ့တော့ခြေတော့တန်ရာရသွားပြီ။သွေးတွေထွက်လာပြီ။ဟာလက်ကတအားပြေတာပဲ။ဟုတ်လား။ဟုတ်လား။မဟုတ်။ဟာကောင်းတယ်မင်းကြည့်တော့မကြည့်တာရှောက်လို့ဒါထိသွားပြီ။ရှိလား။မရှိဘူး။အဲ့တော့ကျွန်တော်ကဟာခြေတော့ကသွေးထွက်တယ်ဆိုတော့လည်းထိုင်လိုက်ပြီးတော့အဲ့ဒီသွေးထွက်တဲ့နေရာကိုလက်နဲ့ပိတ်ထားတာ။ ပိတ်ထားပြီးတော့ကျွန်တော်ဇနီးတွေကိုလှမ်းခေါ်တယ်မိမအေးမိမအေးဆိုသူကလည်းအောက်ထပ်မှာဟင်းချက်ရင်းနဲ့အဲ့လိုဒီလေဆုပ်ဆက်တော်တွေဖွင့်ထားတဲ့နေရာဆိုတော့သူအတန်လုံနေတော့ကျွန်တော်ခေါ်တော့သူမကြောက်မကြောက်တော့ထားတော့အဲ့နဲ့အဲ့ဒီတစ်ဖက်ကိုခြေတော့တစ်ဖက်ကိုကျွန်တော်ကလက်နဲ့သွေးထွက်တဲ့နေရာကိုပိတ်ထားရင်းနဲ့အဖော်ရအခန်းထဲမှာတယောက်တည်းခြေတော်ံကျိုးနဲ့ဟိုပတ်တီးရှိတဲ့နေရာကိုသွားနော်ဆေးရတာရှိတဲ့နေရာကိုသွားအဲ့တော့ခြေတော့တန်ရရသွားတဲ့အခါလက်ကကူညီလား ကုညီလားကုညီတယ်အဲ့ဒါဥကောင်းတစ်ခုရီးအောက်မှာရှိတဲ့ကိုအင်္ကာချင်းရဲ့သဘောအာမင်တယောက်တန်ရာရသွားရင်တယောက်နာကျင်သွားရင်မလုပ်တတ်ရမလဲကုညီတတ်ပျော်နေအခါလေးချီအဲ့မဟုတ်ဘူးဆိုမဟုတ်ဘေဘလက်တီကျွန်တော်ရဲ့ဘေဘလက်တီလက်စုပ်ဝခွင့်ရတယ် နာယီဝတ်ခွင့်ရဒါကိုပြခြင်းလို့ဝတ်ထားညာဘက်လက်ကဝေးရလားမနာလို့ဖြစ်လားသူတော့ဝေးရငါတော့မဝေးရဘူးဖြစ်လားမဖြစ်ကဲဝေးရတဲ့ဘယ်ဘက်လက်ကမဝေးရတဲ့ညာဘက်လက်ကိုနှိမ်လားငါတို့ပြေးဝတ်တယ်တလားမင်းမဝေးရဘူးလားရှိလားရှိဘူးရှိဘူးအဲ့ဒါဥကောင်းတစ်ခုကြီးအောက်မှာရှိတဲ့ညီညွတ်တဲ့ကိုရင်ကရဲ့သဘောဖြစ်တယ် တယောက်ကောင်းစားနေရင်တယောက်ကဝမ်းသာပေးတယ်ဟာလေလုယာသင်ပေးနာလို့ပြောသင်ကောင်းစားရင် ကျွန်တော်ဝမ်းမြောက်ပါတယ်လို့တစိမ့်တွေကိုလည်းလည်းပါလှည့်ပြုံးခုမောင်တော်မချင်းတွေပဲမပြောကြနဲ့သင်ကောင်းစားရင်ကျွန်တော်ဝမ်းမြောက်ပါတယ်ပတ်စံချီလို့ရတာပေါ့ ဲ့တော့ခုနကလူကပြောတယ်ခြေထောက်မှာဒဏ်ရာရသွားတဲ့ကလက်တရားပြောလားမပြောဘူးမပြောဘူးကုညီပေးလားကုညီပေးလားကုညီပေးတယ်ထပ်ပြောကိုဘေးနာလူကိုတင်နာခြင်းနေကျွန်ုပ်လည်းခံစားရပါတယ်အာမင်အဲ့ဒါနဲ့ခုနကတော့အဲဒီပတ်တီးတွေပါလေဟုတ်လား အရက်ပြန်ဒီပါးကြီးထားတဲ့နေရာရောက်တော့ဒီလက်ကအရက်ပြန်ပလင်းကိုယူပြီးတော့မှဒီကွဲသွားတဲ့ခြေထောက်နေရာကိုအရက်ပြန်ထည့်လိုက်တာအနာကိုအရက်ပြန်ထည့်ရင်ဘယ်လိုနေလဲဆက်တာဒါဆိုရင်ဒီလက်ကအရက်ပြန်ထည့်ပေးတာစိတ်ပုတ်စိတ်ရိုးရှိလို့လားဟုတ်လား ဟေးငါ့ကိုဆက်အောင်လာလို့လေမင်းတော်တော်စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ကောင်ဟုတ်လားမဟုတ်ဘူးယောဂါပိုးဝင်มาဆိုလို့ဟုတ်တော့အနာမြမြန်ကြောက်ဒါဆိုရင်အရက်ပြန်ထည့်ပေးတယ်ဆိုတာစိတ်ပုတ်လို့ထည့်ပေးတာလားစိတ်ကောင်းရှိလို့ထည့်ပေးတာလားဒါကြောင့်တရားရနေတဲ့ယုံကြည်သူရှိရင်တမာတရားရပြောเสียရှိရင်ရဲရဲပြောဆက်ချင်းဆက်သွားလိမ့်မယ် ခင်ဗျစေတနာနဲ့ပြောတာသူဖြစ်သွားလိမ့်မယ်ဒါပေမဲ့ခင်ဗျားအဲ့ဒါသူ့ကိုဘာနဲ့ပြောနေရလဲစေတနာနဲ့ပြောတာခရိယန်တွေကဒီလိုဖြစ်တတ်တယ်အာတတိပေးတာနော် warning တတိပေးတာလားဒါမှမဟုတ်လဲစီရင်တာလား judge လုပ်တာလားအဲ့ဒါမကွယ်ဘူးတရားရောက်မှားနေလို့ပြောရင်အာသွားမစီရင်နဲ့သွားမစီရင်နဲ့ ်သူနဲ့ဖះနဲ့ရှင်းလိမ့်မယ်အခုဒီခြေတော့အနာကိုအရက်ပြန်ထည့်ပေးတာအဲ့ဒါစီရင်တာလားမဟုတ်ဘူးအနာပြောက်စီခြင်းလို့အဲ့တော့မှားနေတဲ့လူကိုမှားနေတယ်နော်ဟုတ်လားမင်းဒီလိုအရက်ဆက်တော့နေမင်းချမ်းမာရေးထိခိုက်မယ်ပိုက်ဆံလကားကုန်တဲ့ဒုက္ခဖြစ်မယ်ဖះသခင်မကြိုက်ဘူးနော်လို့ပြောတာအဲ့ဒါစီရင်တာမဟုတ်ဘူးသူ့ကိုမလုပ်နေရလဲတတိပေးတာ အဲ့တော့မှားနေတဲ့လူကိုတတိပေးတာနဲ့စီရင်တာမတူဘူးတတိပေးရမလားမှားနေတာတွေ့ရင်တတိပေးရမလားပေးရမယ်ပေးရမယ်စီရင်တာမဟုတ်ဘူးနော်စီရင်ခိုင်းတာမဟုတ်ဘူးအဲ့တော့တင်ပြောမဲ့ဇာကားကသူ့ကိုတတိပေးတဲ့ဇာကားလားစီရင်တဲ့ဇာကားလားဆိုတော့ခွဲဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကစီရင်ဖို့မဟုတ်ဘူးဘာလို့ဖို့လဲတတိပေးဖို့ ောင်းသောအကြံဉာဏ်ပေးခြင်းကောင်းသောတတိပေးခြင်းအဲ့ဒါဖရားအလိုရှိတယ်အာမင်အဲ့တော့ခုနပြောတဲ့ရေပြန်ထဲတော့ဆက်တယ်ဆက်တယ်ပြီးတဲ့ခါမှာတော့တေးရှာဟလာစီးထည့်ပေးတယ်နော်အာပြီးတော့ပလတ်စတာလေးပါလေးကပ်ပေးတယ်ဆိုတာဒီဒဏ်ရာရသွားတဲ့ကိုရင်ကာကိုခြေတော့ကိုလက်ကကောင်းလာအောင်ကူညီပေးတာ 伊拉今天吃了肉也饱，运气嘛？谈恋爱你的勇气度的在哪里呢？拿钱你的勇气度的在哪里呢？看 <noise> 嘛，看山你的勇气度的在哪里呢？伊拉对我拍呀，背对了，阿拉讲背对了，够不？阿门。今天吃了肉，我们家那把皮带来，说说长辈们弄的背对了，说长辈们弄，哥一家都替我看哦。 ကဲဒီဟာဆို God bless you ဖျားတကင်ဖျားတတိုင်းနေနော်ဆူတောင်းပေးမယ်မဟုတ်ဘူးသင်ကိုယ်တိုင်ပြုစုပေးဖို့ဖျားလို့ရှိတယ် hallelujah အဲ့တော့ကိုအင်္ကာချင်းဆိုရင်ကုညီရမယ်ပြောပါလေသမင်းစားပြီဗလားသာပြီသာပြီအဲ့ဒါဆိုရင်ကျွန်တော်နည်းနည်းဆက်အတန်နည်းနည်းချဲလိုက်ပါ ပြန်ပြောပါအောင်ကိုအင်ငါချင်းဆိုရင်ကုညီရမယ်ပြန်ပြောပါလေပြန်ပြောပါလေဥမာကျွန်တော်ရဲ့ညာဘက်လက်ကဒါဥမာလေဟာမနိုင်ဘူးဆိုရင်ဘယ်ဘက်လက်ကအလိုလိုပါလာတာလေပါလာတာဟုတ်ပါဆိုတော့အဲ့ဒါတယောက်ကလုံနေတာကိုမနိုင်ဘူးတွေ့ရင်တယောက်ကအလိုလိုဝင်ပြီးပါလို့ပြောရလဲ ကူပေးတာကူပေးတာဒါပေမဲ့လက်ကမနိုင်တဲ့ကိစ္စကိုလက်ကပဲကူတယ်လက်ကမနိုင်တာကိုခြေောက်ကလာကူလာကူလာမကူမကူနော်ကျွန်တော်ကကူညီပြရစီဆိုရင်လဲကြောက်တော့ကြောက်ရတယ်ဟုတ်လားကူညီဟာမကူညီပါနဲ့ရရရ တော့ကျွန်တော်အကူညီပြရစီဆိုကြောက်နေရတယ်လို့ပြောသူတို့ကူညီရင်ပူဆိုးတယ်တချို့လူတွေရှိတယ်သူအတင်းကူညီကျင်တာဘာမှလည်းနားမလည်ဘူးလေဟုတ်ပါနားမလည်ဘူးထားပါတော့မနေ့ကကျွန်တော်တို့နော်အာဆူတောင်းပေးရမယ်နော်တတိယပြီးတော့ဟိုပထမပိုင်းမှာလာပြီးတော့ drum တီးပေးတဲ့မမန်လေးနော်အဲသူအမေကမနေ့ကဟိုမှာဆက်ဖြုတ်တယ်ပါညာဆိုတော့အာသူညနေပိုင်းတော့သူလာမတီးနိုင်တော့ဘူးနော် သူလည်းရှိမှာပေါ့လူဖြစ်တဲ့အတွက်ဟုတ်လားခန်းစားချက်ရှိမယ်သူ mood ပါညာပေါ့အဆင်မပြေဘူးအဲ့တော့ကျွန်တော်ကကုညီရငါတီးပေးလိုက်မယ်ငါပွဲပြစ်သွားမှာကျော်ပြောသေးတယ်ငါတီးပေးရမလားဆိုအာကိုလာဘုရအကုန်လုံးဝိုင်းတာမလုပ်ပါနဲ့ဆရာရဲရပါတယ်ဆိုကိုမျိုးကြီးကအားလုံးကြောက်နေတယ်ကျွန်တော်တီးပေးမယ်ဆိုလို့အဲ့တော့ပြောချင်တာကကုညီတဲ့အခါမှာလဲသူ့နေရာနဲ့သူ့ကန္တာနဲ့သူ့အစိပ်ပိုင်းနဲ့ရှိတာပေါ့ဟုတ်ပါဆိုတော့အတင်းလိုက်ပြီးတော့မှဟာကိုမတတ်တယ်မသိတယ်နားမလည်တဲ့အရာတွေကိုရှောက်ကူညီလို့မရဘူး ဟောကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ဟာကွန်ပျူတာနားလေတဲ့လူဟလာကင်တက်တဲ့လူစက်ပစ္စည်းနားလေတဲ့လူအဲ့လူကကူညီပေးရမယ်ဥမာအတီးမုံနဲ့ပတ်သက်ရင်တီးတဲ့လူတွေကကူညီပေးရမယ်ဟလာဟာတချင်းဆိုတဲ့ကိစ္စပါညာဟလာအဆူရတဲ့လူစုံနေတဲ့လူတွေကကူညီပေးရမယ်သူပိုင်းတဲ့သူပေါ့သူကန္နာတဲ့သူရှိတယ်အဲ့တော့ခုနကပြောသလိုလက်ကမနိုင်တာကိုဘယ်သူပါပဲကူလဲလက်ကပဲကူတယ်ခြေတော့ကူလို့မရဘူး 哎啦，说公路上哎，妈呀，你来回都大喇叭比啊死过嘛，哦，都干哪样都办事。那么就是七竿子不着，九竿子才准，所以狗尾巴，阿弥，听明白了吧？九竿子才准，狗尾巴，听明白了吧？九竿子才准，乌江也乌苏木古罗，乌江太阳。 အာမင်ပြောပါလေဦးကောင်းရဲ့အုပ်ဆိုးမှုကိုဝန်ခံရမယ်ကိုရင်ငါချင်းဆိုရင်ကုညီရမယ်ပြန်ပြောဦးကောင်းရဲ့အုပ်ဆိုးမှုကိုဝန်ခံရမယ်ကိုရင်ငါချင်းဆိုရင်ကုညီရမယ်ပြန်ပြောပါလေဦးကောင်းရဲ့အုပ်ဆိုးမှုကိုဝန်ခံရမယ်ကိုရင်ငါချင်းဆိုရင်ကုညီရမယ်အာမင် အဲ့တော့ဒီနေ့လောကမြေကြီးမှာရှိတဲ့အချိန်မှာသင်ရဲ့နေစဉ်အသက်တာမှာဥကောင်းတီးဟူသောခရစ်တော်ရဲ့အုပ်ဆိုးခြင်းကိုသင်ကဝန်ခံပြီးအသက်ရှင်တဲ့ယုံကြည်သူအသင်းတော်မှာကြတော့ကိုယ့်ရဲ့ကိုယ်ရင်ကချင်းချင်းကိုယ်ယုံကြည်သူချင်းချင်းမှာသင်ကဖိမတ်တတ်တဲ့လူ၊ကူညီတတ်တဲ့လူ၊စာနာတတ်တဲ့လူဟုတ်လားကောင်းသောလမ်းချမှုပေးတတ်တဲ့လူခုနပြောသလိုပေါ့တန်ရာရတဲ့နော်တန်ရာရတဲ့သူဒီလိုပြောတဲ့ကျမ်းစာမှာ có đến nụ ô ra xa bà thăm mà dòng khá nhì sát lý mà Because the ခန်းငယ်တစ်ကနေပေါ့ကျွန်တော်ဖတ်ပြီးတော့နောက်လိုက်ဖောင်းချစ်ချင်းမြတ်တာကိုမိအောင်လိုက်ကြလို့အဲသူအဲ့ဒါနေစပြောတာအရင်ဆုံးတော့ဖယားကကျွန်တော်တို့ကိုကျွန်တော်အားလုံးကိုနော်သူ့ကိုချစ်ပြီးတော့အသက်ရှင်နေတဲ့ယုံကြည်သူတွေဖြစ်ဖို့ အဲ့ဒါအဓိကကြားချန်တာအားလုံးကချစ်ချင်းမြတ်တာရဲ့နောက်မှာသွားရမယ်နောက်မှာလိုက်ရမယ်နော်အစီခံခြင်းချစ်ချင်းမြတ်တာရဲ့နောက်မှာရှေ့မရောက်အောင်ချစ်သောစိတ်နဲ့အစီခံခြင်းပေးလူခြင်းဒီတိုင်းပဲချစ်သောစိတ်နဲ့ပေးလူခြင်းဖျားစကားနားထောင်နေနားထောင်ခြင်းချစ်သောစိတ်နဲ့နားထောင်ခြင်းအခုကတော့ဒီမှာ तू ကစုကျေးစုတွေအကြောင်းပြောမှာ ဒါပေမဲ့အဲ့ဒီစုကျေးစုတွေကလည်းချစ်သောစိတ်နဲ့အသက်ရှင်နေတဲ့သူရဲ့နောက်ကနေပဲလိုက်ရမယ်။ဟုတ်အဲ့တော့မှမှန်တယ်။အဲ့တော့အရင်ဆုံးရှင်ဘောလူကပြောတယ်ဘာအောင်လဲချစ်ချင်းမြတ်တာကိုမြည်အောင်လိုက်ကြလို့ပြီးတော့မှဆက်ဖတ်ဝိညာဉ်စုကျေးစုတို့ကိုအလွန်အလိုရှိသည်တွင်ပရောဖက်ပြုရသောအခွင့်ကိုတာ၍လိုချင်သောစိတ်ရှိကြလော့ကဲမင်းတို့တွေတဲ့ 每年受捐助的个六千的收银的，六千的收银的，八个六千人民币啊么嘞？报废，不要多，亏，报废。这么好嘛？这么好嘛？培养个都他妈的，你也妈为政府的，这么好，是不是？ အတန်ရှင်းဆုံးဌာနတော်ထဲမှာပရိညာသစ်တာမှာအဲ့မှာချင်းဝတ်တယ်ဟုတ်ပြီနော်တတ်မှတ်တဲ့နေရာမှာပဲချင်းဝတ်တယ်ဓမ္မသစ်ကိုရောက်လာတဲ့အခါကျတော့အဲ့ဒီအတန်ရှင်းဆုံးဌာနတော်ကကလကားကွဲသွားပြီလေကွဲသွားပြီတခင်ယေရှုကားတိုင်းမှာအသေးခံတဲ့လူနဲ့ဖယားချားကအပြစ်တရားကိုဖယ်လိုက်တဲ့အခါအဲ့ဒီအတန်ရှင်းဆုံးဌာနတော်ကလကားလည်းအထက်ဆုံးကနေအောက်ဆုံးတိုင်အောင်နှစ်ချမ်းကွဲထွက်သွားပြီလို့ပြောတယ် အဲ့ဒါကြောင့်ဓမ္မသစ်ကိုရောက်လာတဲ့အခါကျတော့ဖခင်ကတီးသန့်မနေတော့ဘူးယုံကြည်သူနဲ့အတူလာနေတယ်ဟာလေလုယာကဘာကြီးပေါ်မှာဘာသာတရားတွေဟာဖခင်တတ်တတ်နေတယ်လူကတတ်တတ်အဝေးကလှမ်းရှိခိုးရတယ်အဲ့ဒါဘာသာတရားသခင်ယေရှုကအသက်ရှင်သောဖခင်တတ်တတ်မနေဘူးကျွန်တော်တို့ဘဝတွေမှာအတူလာနေသောဖခင်ဖြစ်တယ်အာမင် သင်သက်တာထဲမှာအဲ့ဒီဖရားအတူရှိခြင်းဆိုတာကိုသင်စိတ်ချပြီးအသက်ရှင်နေဖို့ရည်ကြီးတယ်မလေးရှားကနေအမေရိကရောက်သွားတဲ့လူတယောက်ဟိုးတုန်းကအိုတလော်အိုတိုနှစ်တည်းတုန်းကကျွန်တော်အမေရိကရောက်တဲ့အခါသူနဲ့တွေ့တော့သူကပြောတယ်အာဆရာကြီးအမေရိကရောက်ကလေးကဖရားနဲ့ဝေးတာအေးဟုတ်တယ်လို့တခင်ရှုကမလေးရှားမှာကြံခဲ့တာ သခင်ရှုရရဖျူဂျီရှောက်တာမအောင်လိုက်ဘူးလို့မိမဲအောင်သွားတာကျွန်တော်ကြီးစရာပြောတာပါမကြာခဏခရိယန်တွေအတွေ့ခေါ်တော့မှဖခင်တွေကနီးလိုက်ဝေးလိုက်ဖြစ်နေတယ်ဆရာကြီးဟိုတလောကတော့တော်တော်နီးတာသိလားဟာတင်းတန်းတွေကတောက်လျှောက်ရှိနေတယ်အခုတလောဝေးနေပြန်ပြီဆိုတာအဲ့ဒါတင့်ရဲ့ခံစားချက်ကနေပြောတဲ့စကားတမာတရားကြတော့ငါဒီတင့်ကိုမစွန့်အလင်းပြည့်မထားလို့ပြောတယ်ဟာလေလုယအဲ့ဒါနဲ့တင်သွားအဲ့တော့ မ္မတိကျတော့သူရှိလာပြီအဲ့တော့ဓမ္မဟောင်းမှာတော့ကျတော့ဖရာကလူတိုင်းနဲ့စကားမပြောဘူးသူပြောချင်တဲ့လူကိုပဲရွေးပြီးတော့ခေါ်ပြီးတော့ပြောတယ်ဟေးရှမွေလာလောင်းဟေးဟေရှာယလောင်းဟေးယေရမိလောင်းဟေးယောနာလောင်းဟေးမောရှေလောင်းသူပြောမဲ့လူကိုခေါ်ပြီးတော့ဟလာအာယောဒါဒီဒါဒီဒါဒါဒါပြီးတော့ပြန်ပြော ဖះပြောတော့သူခံယူပြီးတော့နားထောင်ပြီးတော့ပြီးတဲ့ခါမှာပြန်လာပြောရတယ်ဟာပြောရတယ်အဲ့ဒါကို prophet လို့ခေါ်တယ်အဲ့တော့ prophet ဆိုတာဖះစကားကိုကြားပြီးတော့နားထောင်ပြီးတော့ခံယူပြီးတော့မှပြန်ပြောတော့သူ hallelujah အဲ့တော့ prophet ဆိုတာဖះစကားကိုကြားပြီးတော့ကိုယ်တိုင်ခံယူပြီးတော့ပြီးတော့မှမဟုတ်တဲ့လူလေပြန်ပြောတဲ့လူအဲ့ဒါကိုဘာလို့ခေါ်လဲ prophet လို့ခေါ် ဲ့တော့ဓမ္မဟောင်းတော်ကတော့ဖယားရွေးပြီးပြောတာ professor တည်တံရှိတယ်ရွေးပြီးပြောတယ်ဓမ္မတိကြတော့ဓမ္မတိကာလရောက်လာတဲ့အခါကျတော့ဖယားနေရာလဲတည်တံမနေတော့ဘူးလေအတူလာနေပြီလေပြီးတော့မှယုံကြည်သူတိုင်းကိုစကားပြောတော်ဖယားအာမင်ဒါဆိုရင်ဓမ္မတိကာလမှာသင်ကိုဖယားစကားမချားနိုင်ဘူးလားချားနိုင်တယ်ချားနိုင်တယ် အဲ့ဒီသင်ကြားရတဲ့သင်ခံယူရတဲ့ဘုရားစကားကိုနောက်တစ်ယောက်ကိုသင်ပြန်ပြောရင်သင်ကိုယ်တိုင်ပရောဖက်ဖြစ်တယ်အာမင်ဆိုတော့စီးပွားရေးတွေကြီးပွားရေးတွေမဟုတ်ဘူးနော်ဘေးရင်လိုလိုနတ်လိုလိုအဲ့ဒီကိစ္စတွေပြောတာမဟုတ်ဘူးဘုရားစကားကိုကိုယ်တိုင်ကြားကိုယ်တိုင်တရက်နဲ့တရက်တစ်ချိန်နဲ့တစ်ချိန်တလားနဲ့တလားတနည်းနဲ့တနည်းသင်ရဲ့နေ့စဉ်သက်တာတွေမှာဖျားဆက်ပြောတဲ့စကားတွေကတူမှာမဟုတ်ဘူး အခြေအနေတွေမတူဘူးအလောက်ကင်တွေမတူဘူးဟုတ်မလားအသက်ရှင်ရတဲ့ကာလတွေမတူဘူးဟောဒါပေမဲ့သင်ကိုယ်တိုင်ဖရာစကားချားခွင့်ရတဲ့ယုံကြည်သူသင်ချားတဲ့အရာသင်နောက်တစ်ယောက်ကိုပြန်ပြောတခါတော့ကယုံကြည်သူနှစ်ယောက်က အခရိယံပေါ့ခရိယံနှစ်ယောက်ပေါ့အလောက်တစ်ခုမှအတူတူမနေ့မိုးလင်းလို့တွေ့တာနဲ့တယောက်ကလေဟဲ तू ကမှန်မှန်ကြွားတဲ့အချိန်မလို့လား 我那男的拍下来，钱又给出来。我第二个哩，嘿，拍下来我又提不表了。哎，谁他妈哩？进来我好，没有了。好多呢，都快呆路边了，都空啊呀来，也喝第二个表了。咋了？哎，这个都以为拿表呢，我。俺那边标路呀，现在咋碰，拍了，拍影来拍拍呗，当标子也没修。 ဘယ်ကနေဘလို့အစေရလည်းမသိပါဘူးအဲသူတို့ဇနီးမောင်နှံကျွန်တော်ဆက်သွေလာပြီးတော့သူကတခြားလူတွေလည်းသိမှာစိုးရင်လေဆိုရင်တော့တီးသက်သူတို့လင်မယားနှစ်ယောက်တည်းကိုကျန်းစာတင်ပေးပါအဲကျွန်တော်ပြောတော့ဩကျွန်တော်အားတဲ့အချိန်မို့အားလက်ချိန်ပါညာနဲ့ဆိုရင်တင်ပေးပါတယ်အဲသူလာခေါ်လိုက်တော့ဟိုကြတော့လေဆရာရဲ့ကျမကိုလေ 拍呀，十佳标的经常拍你的准备上嘛？媳妇，哈哈，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 不讲十佳标，经常拍你媳妇，都把喽，经常拍比如拍呀标了嘛，看啥对那个说，打打打架，讲讲，嗯，啊，他妈没戏了，啊，没打十佳标了，没打架了，加了，加了，变标了，标，还干嘛唱？你那俺那形势也戏在玩呢，塌啦啦，塌啦，你看变标了嘛？ ဆိုတော့အဲ့တော့နောက်တော့တေချာဖို့ဖြည်းဖြည်းချင်းပေါ့တင်ပေးပါမယ်ဆိုတော့ step တစ်ခုချင်းတင်ရတော့သဘောပေါက်သွားအဲ့တော့ခုနတယောက်ကမနေ့တိုင်းသူ quiet time လုပ်တယ်ဖခင်နဲ့အချိန်ယူတယ်သူခံစားရတယ်အဲ့ဒီအရာကိုပြန်ပြောတယ်အဲ့ဒါ prophet ပဲ prophet ပဲသင်ကိုယ်တိုင် prophet ဖြစ်တယ် hallelujah အဲ့တော့ကဘေးနားလူပြော သင်ကိုယ်တိုင် prophet ဖြစ်တယ် ယေရှုခရစ်တော်သင်ပေါ်ရတဲ့မှာအတူရှိတာချင်းသေးလားချင်းသေးလားဒီမေးခွန်းကျွန်တော်မျက်နှာမေးတယ် Do you know Jesus or do you have Jesus ယေရှုကိုသိတာလားအဲ့ဒီယေရှုခရစ်တော်သင်ပေါ်ရတဲ့မှာအတူရှိတာလားသိတာနဲ့ရှိတာတူလားပိုက်ဆံအကြောင်းသိုံနဲ့ဈေးဝယ်လို့ရလားမရဘူးဘာဖြစ်မှလဲရှိမှာအဲ့တော့သိတာနဲ့ရှိတာတူလား အဲ့လိုပဲယေရှုအကြောင်းသိတာနဲ့အသက်တာထဲမှာယေရှုခရစ်တော်ရှိတာမတူဘူး